အားလုံးပဲမင်္ဂလာပါရှင် အခုတင်ဆက်ပေးမှာကတော့ဒေါ်လာဘီလီယံပေါင်း900ကျော်ကုန်ကျနိုင်တဲ့ American သမ္မတ Donald Trump ရဲ့အစမြင့်တုံ့ပြန်ကာကွယ်ရေးစနစ်အစီအစဉ်စတင်မှုအလားအလာရှိနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ဒေါ်နယ်ထရန့်ရဲ့စိတ်ကူးဖြစ်တဲ့ Golden Dome လို့ခေါ်တဲ့အစစ်မြင့်ဒုံမြန်ကာကွယ်ရေးစနစ်အတွက်ပီတဂွန်ကာကွယ်ရေးဝန်ကြီးဌာနကနေအသေးစားအလက်စားနဲ့အကြီးစားရွေးချယ်လို့ရနိုင်တဲ့အစီအစဉ်တွေကိုအင်ဖြူတော်ကို တင်ပြခဲ့ပြီးအဲ့ဒီစီမံကိန်းဟာ American ကိုဒုံမြန်တိုက်ခိုက်မှုတွေကနေကာကွယ်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ဒေါ်လာဘီလီယံပေါင်း900ကျော်ကုန်ကျနိုင်မှာဖြစ်တဲ့အဲ့ဒီအစီအစဉ်ကိုစတင်နိုင်ဖို့အတွက် လာမယ့်ဘဏ္ဍာနှစ်မှာကာကွယ်ရေးဘတ်ဂျက်ဒေါ်လာ25ဘီလီယံကိုတည်ထောင်ခွဲထားပြီးဖြစ်တယ်လို့လည်းသိရပါဗျ။ဒေါ်နယ်ထရန့်ရဲ့ဂိုဒန်တုံးဒုံမြန်ကာကွယ်ရေးစနစ်ကိုအစိုးရတခုတည်းကတည်ဆောက်ဖို့မလွယ်ကူတာကြောင့်သူ့ရဲ့နိုင်ငံရေးမဟာမိတ်ဖြစ်တဲ့အီလွန်မက်ရဲ့ကုမ္ပဏီတွေအပါအဝင်ကုမ္ပဏီတွေကကန်ထရာရရေးပြိုင်ဆိုင်နေကြပါဗျ။ပင်ဒဂုံရဲ့အကြီးအကဲအရာရှိတူဖြစ်တဲ့ရှန်ဖာနယ်ကတော့ ကိုရင်တုံးစနစ်အတွက်အခြေခံဖွဲ့စည်းပုံနဲ့အကောင့်ထဲပေါ်ဖို့အစီအစဉ်ကိုရေးဆွဲပြီးဖြစ်ပြီးဒီစနစ်ဟာအမေရိကန်နိုင်ငံသားတွေနဲ့အမေရိကန်နိုင်ငံကိုဒုံမြင့်ချင်းချောင်းမှုတွေကနေကာကွယ်ပေးနိုင်မယ်လို့ CNN သတင်းဌာနကပြောကြားထားပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံပုံမျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရေရှည်ရက်တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေကဝင်ရောက်နားဆင်နိုင်ပါတယ်ရှင်။ သတင်းအသစ်အသစ်တွေကိုချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification ခေါင်းလေးကိုနှိပ်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။ကျမနွယ်နွယ်ပါ။